အားလုံးမင်္ဂလာပါဗျို့အမျိုးတွေပြီးခဲ့တဲ့ UFC 314ကတော့ပြီးပြီပေါ့လေနော်အော်မင်္ဂလာမြန်မာနှစ်သစ်ပါခင်ဗျာ Happy မြန်မာ New Year ပေါ့လေဒီနေ့က21ရက်နေ့ဆိုတော့ကဲကျွန်တော်တို့ပြီးွားတဲ့ UFC ပွဲအကြောင်းပွားရအောင်ဗျာကြည်ပြီးသားလူတွေကြည်ပြီးကြရင်ပေါ့ ဒီရှေ့ပိုင်းအပွဲတွေကတော့ကိုမသိတာများပါတယ်နော်အဲ့တော့ main 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 card ကပဲစကြတော့ main card က the krylov ကို9မှာဆိုပြီးတော့ဒီမှာ -16 is b the dominic reyes က knock out နဲ့ဒီွားတော့ကောင်းတယ် knock out ကဟိုကောင်းနဲ့တူတယ်သူလည်းဟို conor mcgregor ပိုစား145ပုံမှာ champion ဖြစ်တော့လို့ဟာမျိုးနဲ့တူတယ် ကဲဘာမှတော့မညီလောက်ထင်တယ်ဒီမှာဒီ Dominic Reyes ရဲ့ဟို Nikita Krylov ကို knock out ချရတယ်ခေါကောင်က over extend လို့တာပေါ့နော်ဝေးတော့လိုက်ပြီးတော့ထိုးနေရတယ်အမှပြေးပြီးတော့ထိုးနေတော့လွတ်သွားတာအဲ့လိုထိုးတော့အဲ့ထိုးတဲ့လက်ကိုပယ်ပြီးတော့အဲ့လိုဖြတ်ထိုးသွားတာနေရငါးပေါင်းလို့အဲ့ heavyweight တော့မလဲဘူးလှတယ်လှတော့လှတော့လှ တော်ကြီးဟုတ်လားအော် juicy order ခေါ်လာနဲ့ juicy order order တော့လည်းအဲ့လိုပဲမိုက်တယ်နော် Dominic Reyes ကတော့ဒါအတန်းပြန်တက်တာပေါ့လေသူကကျောင်းကျုံရှုံးပြီးနောက်ပိုင်းမှာ3-4ပွဲလောက်ရှုံးပြီးတော့မှဒါအတန်းပြန်တက်လာတော့ဟိုကောင်နံပါတ်6ဆိုတော့သူနံပါတ်6ကိုရောက်မှာပေါ့နောက်တစ်ကောင်ကကြတော့ဒီကောင်ကကြတော့အာ Jean Silva နဲ့ Bryce Mitchell သုံးသန်တိုင်းပေါ့လေ Jean Silva နိုင်ဝရယ်နိုင်ဝရယ်ဆိုတာကလေသူက145ပေါ့မှာထိုးတယ်155ပေါ့မှာထိုးလဲဆိုတော့ပထမ weight chain တော့ weight ကမငြိမ်ဘူးပေါ့လေမမီဘူးပေါ့145ပြီးတော့မှ146ရောက်သွားတော့ပေါ့နော်သူကချမ်ကပတ်လူပဲမဟုတ်တော့145ပေါ့146အထိ145လား136လားအဲ့145လေ 146တွေချလို့ရတယ်ဗောလေအဲ့တော့146ကိုမှီသွားတော့ပါဝတာတယ်အကောင်လည်းတာဟိုကောင်လုတ်ပြီမဲ့ဒီမှာသူကနောက်ဆုံးမှသူ Ninja Choke လို့ခေါ်တယ် Ninja Choke နဲ့ကျွေးထလိုက်တာဟိုကောင်ကဒီလိုပေါ့လေနဘန်းဝင်လုံးတဲ့အချိန်ပေါ့အဲ့လိုနဘန်းဝင်လုံးတဲ့အချိန်မှာခဏလေးတော့ရမှတင်တယ်အဲနဘန်းဝင်လုံးတဲ့အချိန်မှာသူအဲ့မှာဘယ်ဘက်လက်ကိုဒီလေဝင်းအောက်ကိုထည့်လိုက်တာပြီးလည်းပြီးတော့ ကွေးပြီးတော့အမညာဘက်ညာဘက်လက်နဲ့အဲ့မှာအဲ့လိုချုပ်လိုက်တော့ဘောင်ယုံမိမြယုံတဲ့ဘက်ကမှားသွားတာပေါ့နော်နင်ဂျာချုပ်လို့ခေါ်မရတော့ပြည့်ရပြီးရောအဲ့မှာလို့ပြောအောင်အဲ့မှာမျက်လုံးကြီးအဲ့မှာသူရအမှန်သူဒီဘက်ကိုလှည့်အောင်သိလားသူဒီဘက်ကိုလှည့်အောင်ဘယ်ဘက်ကိုလှည့်အောင်သူညာဘက်ကိုလှည့်အောင်ပေါ့လေဒီမှာတော့ဆရာလေးရှင်းပြမှာပေါ့ အဲ့တော့မလဲပဲအဲ့လိုသွားနေလဲတော့ဘာဖြစ်သွားလဲဆိုတော့ညလုံးပြူးပြီးတော့ရှုံးသွားတာဗျာဒီမှာတော့မပါတော့ဒါကတော့ဒီကောင်လေးပြရတော့နော်အဲ့တော့ပွဲရတဲ့ချန် performance of the night တော့ရတယ်အဲ့တော့ဒီကောင်လေးတော့9000စီပွဲရမှာနော် Bryce Mitchell တော့သူကရှုံးပွဲနည်းနည်းမြင်ဟားနေပြီသုံးကတော့ရှိပြီလားသုံးပွဲလေးပွဲတော့ရှုံးမှရတယ် price picture တော့ရှောက်ပြောနေတော့လူစောက်နေကြတာလည်းပါတယ်ကဘာကြီးပြားတယ်ဘာလို့အဲ့လိုရှောက်ပြောတာပေါ့ Elon Musk ဆိုဘာလို့ရှောက်ပြောနေတော့လူမုံများသူကကြတော့ jean sale ကပြဿနာအကောင်ခွေးလို့ခေါင်းတာပဲဝိုး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 ဆိုပြီးတော့တော့ဘာဖြစ်လို့လဲဆိုတော့တငငယ်တော့သူ့မှာ trauma ရှိတယ်ဗျသူ့မှာဘာ trauma ရှိလဲဆိုတော့ သူ့အမေကိုလူ၃ယောက်ကနေပြီးတော့ဟိုမဟာရယာဝိုင်းလို့လာပါတော့မရင်းကျင်တာပေါ့အဲ့တော့ဟိုမျက်မျက်စိနဲ့ကိုယ်တိုင်မြင်လဲရတာသူ့ရှိမှဖြစ်တာငယ်ငယ်တော့ပေါ့ပြီးလဲပြီးတော့သူ့အမေကနေသနတ်ဆွဲယူပြီးတော့အဲ့၃ကောင်လုံးပြစ်တပ်လိုက်တာအဲ့တော့လည်းသူမြင်နေရတာပြီးလဲပြောရဲရလာဖောင်းလာသူ့အမေအဲ့တော့သူ့ trauma မသေးဘူးပေါ့နော်မသေးတော့အဲ့ तू ကအဲ့ तू သူ့ရဲ့ င်ငယ်ရ trauma ကိုပြန်ပြန်ပေါ်လာတဲ့သူ့အကိုကနေပြီးတော့ဘယ်လိုသင်ပေးခဲ့လဲဆိုတော့အဲ့စိတ်ကိုဖျောက်ခြင်းမင်းခွေးလို့ဟောင်းဆိုပြီးတော့အဲ့တော့ तू ကစိတ်လှရှားလိုက်စိတ်တက်ကြွလိုက်စိတ်တက်ကြလိုက်အဲ့လိုမျိုးဆိုရင် तू ကအဲ့လိုခွေးလို့ဟောင်းနေစလားအဲ့ရှာတာအဲ့ gene silver ဘွယ်တွေကရှာကြည့်ပြီးတော့ပထမပိုင်းတော့ဒီကောင်ဟာဆောက်ဘောပေါ့နော်ငဘောပေါ့နော်ခွေးလို့ဟောင်းနေဘယ်သူပင်ညာလဲပေါ့တကယ်တော့မဟုတ်ဘူးညာလူတဲ့ ပြဿနာကိုစီနေပေါ့နေသူကလည်းသူ့ပြဿနာသူဖြေရှင်းနေပုံနည်းနည်းတော့ကြောင်တော်တော်နိုင်တော့ဒါပေမဲ့ background တည်ထားရင်တော့လည်းတော့တနာကြကောင်းတာဒါပေမဲ့ဒီကောင်ကြောက်စရာဒီကောင် danger ရယ် Volkanovski နဲ့ဆိုတော့မလွယ်ဘူး145ပေါ့တကယ်တော့ကိနောက်တစ်ပွဲတော့နောက်တစ်ပွဲရာကြီးရတာတော့ပေါ့လေရာကြီးနဲ့ Patricio Pitbull နဲ့တာတော့ပေါ့ Yeah Patricio Pitbull ကတော့သူက တော့3ကြီးလုံးကျွေးခံလိုက်တော့ဗောလေဒါပေမဲ့တော့ decision ပေါ့ညာရေးနိုင်သွားတာတော့ပြဿနာ gene silver နိုင်တယ်ညာရေးနိုင်တယ်အဲ့တော့145ပေါင်တွေကနိုင်တာများနေတော့ဒီကောင်လေးကအကုန်လုံးကချန်ပီယံနဲ့ထိုးနေတာလေးပဲအဲဒီဒီကောင်လည်း performance of the night အကောင်ပက်ဒီကိုအကုန်လုံးကအာမိုက်ကယ်ချန်လာနဲ့မတိကြဘူးဆိုပြီးတော့ထားတာကောင်းတာဗျာပက်ဒီက သူကသူအဓိက wrestler jujutsu သမားပေါ့နော် wrestler jujutsu သမားနေပြီးတော့ michael chandler ကိုတိုက်တယ်လို့လုပ်သွားတာသူကလုပ်သွားတဲ့မှာဒူးကဒူးဒူးကတော်တော်နာမည်ကြီးတယ်အဲဒူးကတော်တော်နာမည်ကြီးတော့မဟုတ်ပါဘူးတော့လူပြောများတာပေါ့ဘောကောင်းနဗန်းသမားမလားနဗန်းသမားဆိုတော့ငုံပြီးအဝင်ဆောင်ဆောင်လဲဆောင်ပြီးတော့ဒူးနဲ့တိုက်တယ်ပွဲသွားတယ် လီဗာပူးကောကောနော်စကောက်ဆာလို့ခေါ်တော့လေအကောင်လေးစကောက်ဆာ never get out တာတော့ကြီးရတယ်နောက်ကြတော့အဲ့ဟိုဒါမိုက်ကယ်ချန်လာဒါငားကြည့်ပွဲနော်ဒီကောင်သူတို့ကချမ်းကြလို့ဟိုကပတ်လူပဲမဟုတ်ပဲနဲ့သူတို့ငားကြည့်ပွဲပြီးတာအဲ့မှာနောက်ဆုံးကြတော့နဘန်းသမားဆိုတော့ဆွဲလဲလိုက်တယ်မိုက်ကယ်ချန်လာပထမအချီတော့မိုက်ကယ်ချန်လာသူ့နဘန်းနဲ့ဖိထားသေးတယ် အဲ၃ကြီးမှာသူကလည်းပြန်ဖိလာပါလေ။ပြီးတော့ကင်ပေါက်လဲ။ပြီးတော့ပြီးတော့အမပေါ်ပြီးတော့ဖိထောင်းလဲလာပါလေ။ဖိထောင်းတော်တော်ကြမ်းတယ်။အခုကအဲ12 to 6အာ L ဘိုးတွေပဲတုံးလို့ရပြီဆိုတော့12 to 6ဆိုတော့နိုင်ရီကိုကြည့်နိုင်ရီကအပေါ်မှာ7နှစ်ရှိအောင်လားအောက်မှာ6မလား။အဲ့တော့တောင်းမဲ့ဒရီကန်လို့တောင်းနဲ့ထောင်းလို့ရတယ်ဆိုတော့တော်တော်အနေများလား။မျက်နှာဆိုမျက်လုံးတွေရောပါရောဆိုတော့တစ်ချက်တစ်ချက်တော့စထောင်းလိုက်တာနဲ့ အဲနီးအဒိုင်လူကြီးကဒန်မာဂလီယာတာထဲခါရတာဘလက်ဟောမိုက်ကယ်ချန်လာလဲမျက်နှာအရင်ဟိုဆုပ်ပြတ်သွားတဲ့အချိန်မျိုးရောက်လာသူတို့ခံမချောင်းအဲ့တော့ပယ်ဒီကလည်းသူက7နှစ်ကနေပြီးတော့9နှစ်သမားကိုနိုင်တာမလားဒီကောင်လည်း9ရောက်ပဲဒီကောင်ဒီ light weight ကလူများတယ်အီလီယာဒူပိုရီယာတို့ကတော့အများကြီးပဲဆိုတော့ဟိုတော့ပဲပွဲရကောင်း သူကအများကြီးတိုးတက်လာတယ်။ Betty Pimble က Michael Chandler တော့ဘလူးလာမသိ။သူက6ပွဲမှာ2ပွဲနိုင်4ပွဲရှုံးဖြစ်နေပြီ။ Okay ဒါတော့နောက်ဆုံးခေါင်းပွဲပေါ့လေခေါင်းပွဲကတော့ကြည်ပြီးသားနဲ့တည်ကြမှာ Alexandra Volkanovski နိုင်နေဗျာ Diego Lopez က decision ပေါ့နော်ဒါပေမဲ့တော့အချိန်တိုင်းထိုးချက်ကန်ချက်သူကများတော့ဒါပေမဲ့ Diego Lopez ကသူ့ကို ဖင်ထိုင်ဝါကိုတစ်ချက်ထိုးလိုက်သေးတယ်ဗျအဲ့အဲ့မှာအဲ့ဟာကိုကြည့်ရတာ Vogue သူ35နဲ့လောက်ရှိပြီထင်တယ်သူတက်ကြီးလာပြီဗောနော်သူနိုင်တာနိုင်သွားတယ်အထိုးတော့အရင်မခံတာဒီမှာကြည့်ဘာလို့မဖြစ်တော့ထင်ပါ့မယ် ဒီမှာအာရှင်ထိုးရင်းနဲ့ဟိုကောင်ညာဝိုင်းမိပါတော့အဲ့မှာမပြုတ်ကြွားရတဲ့ရုပ်ကချင်းနေမကောင်းလာပြီအရင်ဒါသူဟိုကောင်ကဘယ်လိုပြောရမလဲနော်ဒီကိုလိုဘက်စ်က capitalize မလုပ်နိုင်တာလည်းပါတော့ဗောနော်အသာသီးယူယူလိုက်ထိုးရမှာနာမည်လည်း focus ရှောင်ထက်သွားတော့ဒုတိယအချက်နှစ်ချက်သုံးချက်မထိလိုက်တာဗောလေအဓိကအဲ့ဒါနောက်ပြီးတော့ပွဲကခဏလေးညရက်သွားတော့ဆို survive ဖြစ်သွားတော့ တော့4 5 5ကြီးမှာတော့4ကြီးလုံးနိုင်တဲ့ပုံရှိတော့ဒါမှမဟုတ်5ကြီးလုံးနိုင်တဲ့ပုံရှိတော့သူပဲချန်ပီယံပြန်ဖြစ်တာအဲ့တော့ဟိုနေ140ဒီ UFC 314က145ပေါင်နဲ့နေများတာအာ featherweight တွေပေါ့အဲ့တော့သူ့ကိုစိန်ခေါ်ခြင်းတဲ့ကောင်တွေကများတာရာကြီးရလည်းခြားခြင်းလည်း Jean Silva လည်းခြားခြင်းလည်းနောက်တပွဲမှမရှုံးမှုတဲ့ move move mover ဆိုတဲ့ကောင်ရှိသေးတယ်ရုရှားကောင်အဲ့ကောင်လည်းခြားခြင်းလည်းကောင်လည်း ပွဲဘလို့တည်ပေးကြအောင်လည်းမသိဘူးနော်မူဆာလားမူဖာလားမသိဘူးဒီကောင်ဒီကိုလိုပက်ဆာပထမဆုံး UFC မှာ UFC မှာနှစ်နှစ်ပဲရှိသေးတယ်ချန်ပီယံလိဝင်ရတာပထမဆုံးအဲ့မူဖာနဲ့ထိုးတာရှုံးတယ်လေရှုံးတယ်ဆိုမှလည်း तू ကအပြတ်တတ်တော့မဟုတ်ဘူးကောင်နပန်းကောင်းလို့ရှုံးတာလေအဲဟိုလေဒီကောင် ELOF ။ ILOF ကတပွဲမှမရှုံးသေးဘူး။သူက Ilia Topuria တော့စင်ခေါ်တာ။ကျွန်တော်တပွဲမှမရှုံးသေးဘူး။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကြည့်လိုက်ကြ decision 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 ဆိုတော့ decision ဆိုတော့လို့ပြောမလဲဆိုပြင်းစရာကြီးပေါ့နော်ဟိုရောင်းစားလို့မကောင်းဘူးပေါ့နော် knock out ဖုံးတိုင်းကွမ်းနဲ့ကြတော့ဖုံးတိုင်းကွမ်းနဲ့ကြတော့ဟိုဒါပွဲရောင်းရတာကောင်းတယ်မှာအခုကဒီကောင်ကကြတော့နပန်းကြီးပဲတက်ပြီးတော့ ဟိုနိုင်အောင်မလုပ်ဆိုတော့ knock out လည်းမရှိချုပ်တာလည်းမရှိဆိုတော့သူကပွဲရမရောင်းတော့ဒေနာဝိုက်ကအဲ့ကောင်မပေးချင်ဖြစ်နေအဲ့ကြောင့် तू ကတပွဲမှမရှုံးမိမဲ့လဲအဲ့လို champion လုခွင့်မရဘူးဖြစ်သွားတယ်။ Now ဒီသူတို့သတင်းစာရှင်းလင်းပွဲလုပ်ကြတော့နော်။ Diego Lopez နဲ့ Yaye Rodriguez ကပြဿနာတက်ကြတဲ့ထားပြီးတော့ကောရ။ဘာဖြစ်လို့လဲဆိုတော့ Yaye က Mexico က ဒီယေဂိုကဘရာဇီးလာဒါပေမဲ့ဒီယေဂိုကသူဘရာဇီးမှာဟိုဂျူဂျစ်ဆုနီးပြလုံနေနေအမလုံလုံရှိတယ်တဲ့မက္ကဆီကိုမှာလုံမလားတဲ့အဲ့အဲဂျူဂျစ်ဆုနီးပြဆိုတော့အဲ့နော်သူကလည်းအဲ့မှာသွားလုံတာအဲ့မှာသွားလုံတော့သူကအဲ့မှာမက္ကဆီကန်မက္ကဆီကန်စကားရတယ်စပိန်ရှ်ပေါ့လေလက်တင်စပိန်ရှ်ပိုင်းတတ်သွားတတ်သွားပြီးတော့ဘရာဇီးလာပေါ်တူဂီစကားပြောတာပေါ့နော်အဲ့မှာတတ်သွားပြီးတော့သူက ပွဲချတိုင်းဘရာဇီးလန်နဲ့ခြုံတယ်မက္ကဆီကန်လန်နဲ့ခြုံတယ်အဲ့တော့မက္ကဆီကန်ကိုဘယ်လိုပြောမလဲ exploit လုပ်နေတယ်ပေါ့လေတကယ်လဲဟိုကိုစားပြုတ်လဲမဟုတ်ပဲနဲ့ဆိုပြီးတော့အဲ့တော့လည်းခြားကြလာသူတို့နှကောင်တဲပေးလိုက်တော့ကြည်ကောင်းဆောင်းမြေကတ်ကြပြီးတော့ Okay ဒါတော့ UFC 314ဗျာမကြည့်ရသေးရင်တော့ကြည်လိုက်ကြပါဦးဒီပွဲဒီ Michael Chandler ပွဲရတော့ကောင်း Michael Chandler နဲ့ Perry Pimble နဲ့ Bryce Mitchell နဲ့ Gene Silver အဲ့နပွဲတော့တော့ကောင်းအာပြောချင်တာကနောက်တစ်ပွဲကမနေ့ပြန်ဟုတ်တယ်ထင်တယ်ဟော20ခွန်မှာ sorry မနေ့ပြန်မရှိဘူးမနေ့ပြန်အဲမနေ့ပြန်တယ်ဒီတစ်ပတ်ကဒီတစ်ပတ်မရှိဘူးထင်တယ်ဟုတ်တယ်မလားパスパス。 ဟုတ်တယ်ဒီတစ်ပတ်မရှိဘူးဧပြီလ29ဘွယ်သူကအာ Ian Gary Machado Ian Gary Machado ဆိုတော့ Ian Gary ကသူက Conor McGregor တို့လိုပဲ Ireland က Irish ပဲဒါပေမဲ့ Machado က Brazil ကအဲ Charles Oliveira တို့ gym မှာသွားပြီးတော့ train လုပ်တော့ train လုပ်ပြီးတော့အဲ Brazilian မှာနေရတာထင်တယ်အဲ့မှာ အမေမှာဘရာဇီးလီးယားမှာထင်းတယ်ထားပါလေသူအမေမှာအသက်40လောက်ရှိပြီဒီကောင်23လေးပဲရှိသေးတယ်လူဟိုမိမသူကလေးကိုထောင်ပန်းတယ်လို့ဘာလို့တော့ဟိုကောင်ဘာလဲ short strict land လို့ဘာလို့ပြောကြသေးတယ်မိမဒါပါလေသူကအမန်ဒီကာလို့စ်ပရာတက်စ်ကနိုင်ပွဲတွေအသက်ကုန်ဆက်နေတာကြောက်စရာကြီးအကုန်နော့ကောက်ကြီးပဲအဲ့တော့ကာလို့စ်ပရာတက်စ်တဲ့ဘယ်သူနဲ့ ဲ့မှာကြည့်လိုက်နော့ကောင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 ်အဲကြောက်စရာကြီးတော့နိုင်တဲ့မှာကြည့်မက်နီတို့အဲဂျင်းလျန်တို့အကောင့်တွေပါတယ်အဲ့တော့သူနဲ့ထိုးမှာ Jeff Neal နဲ့ထိုးမှာ195 190မှာနာမည် Jeff Neal ကရုတ်တရက်ထွက်သွားရုတ်တရက်ထွက်သွားတော့ Ian Gary ကဝင်ထိုးတာ Ian Gary ကဟိုဘာလဲ Shaft ကနေလဲအဲ့လိုပဲအာဘောဘကချမဲ့ကောင်နာဝါလိုဝင်ထိုးသေးတယ် အဲ့တော့အဲ့အဲ့မှာသူကပထမဆုံးရှုံးမွေးကြုံတော့ဗောနော်ဒါတော့မှပဲနောက်ဆုံးချိန်မှာ shaft ကကို level ညှစ်လိုက်တဲ့ချိန်ကဆေးသွားလို့နှုတ်မဆိုရင် shaft ကကရှုံးနေတယ် shaft ကတော် rally ဝါတာ shaft ကရက်မနော့ဖ်နာမည်ရွာလဲဝါရဲဆိုမဲ့နောက်တော့ဘာကြားလဲဆိုတော့ဒီကောင်က ian gary မချားလို့နဲ့ချားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့လက်ကဒဏ်ရထားတာလေလက်ကဒဏ်ရဟုတ်လေလက်ဒဏ်ရလာ6ဒဏ်ရလာမသိဘူးအဲ့တော့ထင်းတော့မကောင်းတော့ဘူးအဲ့လိုပြောကြတာပေါ့လေ ုံလုံးကတော့ဒဏ်ရာကင်းကင်းနဲ့ဝင်လာတဲ့ဆိုတော့ရှားပါတယ်။ဒါပေမဲ့သူ့သူ့သူ့ performance ကတော့တော်တော်ညံ့တယ်။တော့ညံ့မိမယ်လေ Ian Gary မချားလို့နိုင်သွားတော့ပေါ့လေ။အခုလည်းဒီကောင်ကအဲ့လိုပဲ step step in လုပ်ပြန်ပြီသူများသူများအနီးမှသိတယ်မလားခေါ်ပြီးတော့လှုပ်တာ။ဟို company ကတော့ကြိုက်တယ်ပေါ့နော် UFC Dana White တို့ဘာလို့တော့ကြိုက်တယ်ပေါ့။ဒါပေမဲ့သူ့ရဲ့အာရှုံးရင်ရှုံးမှာပဲလေ။အပြည့်တနာရှိတယ်။ဒါပေမဲ့ပွဲကတော့ jam သူကနဗန်းသမား နပန်းနဲ့ဒီကောင်ကိုချုံနိုင်ပြီဆိုရင်တော့ဒီကောင်ဘာမှလုပ်လို့မရဘူးနော်ဒါပေမဲ့ तू ကလည်းလေးပွဲတော့ knock out ဆိုတော့ပွဲကောင်ဒီတစ်ပတ်မှာ knock out Sunday နော် Anthony Smith ကထိုးပြန်ပြီတော့မထိုးလို့မရဘူးလေနဲ့ဂျမ်းမင်းရန်ကိုမသိဘူးဗျဒါပေမဲ့ odd ကြီးရတဲ့အနှုတ်900တော့အနှုတ်900ဆိုတော့ဟို stats up ဩနော့ကောက်နော့ကောက်နဲ့အင်း205ပေါင်တန်းမှာသူလည်းစောင့်ကြည့်ရမှာပါလေ12 wins by knockout 6 wins by submission 18 first round finishes ကြောက်စရာပါလား18ပွဲကိုပထမအချိန်မှာနိုင်လာတာဆိုအေးနေတရုတ်ကြီးမဟုတ်ရလိုက် heavy เนาะ205ပါ ရောင်းမင်တို့ဘာလို့နေမမျိုးတော့လားမသိဘူးအဲ့တော့သူ့မနှုတ်900ပေးတာလည်းမစမ်းပါဘူးအတော်လည်း145ပေါ့နေအဲ့ကောင်ကငါဒီကောင်ကိုကြည့်ဘူးတယ်သူကနိုင်မလို့နဲ့သူတပွဲရှုံးလာလားမသိဘူးဟုတ်တယ်သူဒီမှာအာနိုအယ်လန်ကိုရှုံးလာတယ်နောက်ဆုံးပွဲအဲ့ဒါမှတ်မိအော်ကယ်ဗင်ကီတာလည်းရှုံးနေဟုတ်တယ်ကယ်ဗင်ကီတာဆတ်ရှုံးလာတယ်လားသူက ကဆရစကြာလာထိုးတော့ဘာပိုးစားအောင်နိုင်တယ်နော်ကောက်ဒီဘွက်ကြမ်းကြမ်းမယ်ဆိုမြကောက်မှာပါလေနော်ဒေးဗစ်အိုနာမအိုနာနာနဲ့တော့ဘတ်ကောလေမသိအာ decision decision mr decision အော်ဒီမှာ knock out submission နဲ့ပါလာအဲ့ဒါရှင်ဒီရှင်ဆိုတော့လေ wrestler piece လာမသိပါဘူးနော် ပြင်စရာကောင်းမယ်ထင်တယ်ဒီပွဲကတော့တိတ်မတိအာဒီကောင်လေးကရည်ရမယ်တိလားဒီကောင်ရည်ရမယ်ဆိုမီရှယ်ဘဟီဒါကသူကသူကအဲ့ကောင်ရင်ငစားရည်ဟိုလူကခန္ဓာကိုယ်ကြီးလိုက်ရင်185ပေါင်205ပေါင်မှာထိုးသလိုပဲအကြီးပဲဒါပေမဲ့သူကအဲ190မှာထိုးတာအဲအခုကျတော့185ပေါင်တက်ထိုးနေပြီအဲ့မှာ middle weight လောက်ထိုးမှာအဆင်ပြေမှာပေါ့ ပဲ welder weight 190ပဲအဆင်ပြေမှာအဲသူကဟို brazilian အဲသူတို့အကရှိအဲအကတွေရောဘာတွေရောညာတွေရောတဲ့ထိုးကြအဲ michel behida အရှာပြမယ်နော် and i see h e b a Lo Paulo ha Michelle M I C H -E L P E R E I R A P E E R yeah I like backflip Long a sigh eh I don't know about it I don't know อ่าซ้อนซ้อนเลยเลยว่า <laughs> <laughs> ဲ့လိုလေအဲ့လိုလေဘေးကအဲ့လိုလေဘေးကတန်စကားပေါ်တက်ချင်လက်တက်လာဘယ်ငါစားတော့သူသူ့ဘွယ်အသက်နိုင်လဲနိုင်လဲရှုံးလဲရှုံးလဲဆိုတော့12ဘွယ်တော့ရှုံးတယ်ဒါပေမဲ့တော့ကြည့်ကောင်းဒါပေမဲ့ဒီကောအအအပူစမာဂိုမက်ဒော့ဖ်တန်နာမည်အရင်ကြီးရတော့မသိရင်ပါကစ္စတန်နီရုရှားလိုတွေပါလို့ကြည့်တယ်ဘယ်ရလဲဂျာမနီရတယ် ဲ့လိုပြောင်းဝမ်းတဲ့ကောင်းလေးပဲဖြစ်ပါဘူးရုရှားကောင်းလေးပဲဖြစ်ပါဘူးဟုတ်ပါလေဒီကောင်းဝေ့ကြီးနေ185ပေါင်းတက်တာပဲကောင်းပါလားဒီကောင်လေးက Randy Brown နာမည်ကြားဘူးလည်းမသိဘူး။ဒီနှကောင်ကလေအာဒီကောင်ကအဲဟော Andre Muniz မသူကအာဟိုကောင်တခါရှုံးတယ်။ Australia ကော ဝေဒကာရှုံးတယ်အမန် Oh excuse me သူကနှစ်ပွဲနိုင်လာပြီးတော့ Robert Wedeka ကိုဟိုအစားဝင်ထိုးတာပေါ့နော်ဘူကောင်က Chimaev ကရုတ်တရက်ထွက်သွားလို့လားမသိဘူးအဲပြဿနာနေမကောင်းဖြစ်သွားတယ်ဝင်ထိုးတာတခြားအဖွဲ့အစည်းမှာ Chimaev ကသူ့ကို knock out ထိုးတာဘူးလေဒါလည်း Robert Wedeka နဲ့ထိုးတော့လည်း knock out ပါပဲ ဒါပေမဲ့ UFC မှာတော့နှစ်ပွဲနဲ့တစ်ပွဲရှုံးပါလိမ့်မဆိုးပေါ့ Robert Whittaker တို့ပေါ့ကျတော့ Champion ဟောင်းဆိုတော့ရုပ်တရက်နိုင်ဖို့မလွယ်ဘူးနော်ဒီမှာကျတော့သူ့ကို650တောင်ပေးတာနော် Andre Muniz ကလေသူ့ကို Champion ဖြစ်မယ်တော့ထင်တယ်ပေးတာ185ပုံပေါ့ဘာလို့လဲဆိုတော့ဒီဘက်က Jiu Jitsu တမှာဘာဖြစ်လို့ရှုံးလဲမသိဘူးဒီမှာဒီခရစ်ဘယ်လိုမျိုးရှုံးလဲပြီးတော့ဘယ်ဘယ်ကောင်လဲမသိတော့ရှုံး 呃 Uriah Hall ကြောင့်နိုင်သူကအဲ့အဲသူနာမည်မေးဝဲအော် Ronaldo Souza အဲ့ကောင်နဲ့ Muniz နဲ့ခြားတော့လေ Muniz ကသူတော့ Brazilian နော်နှစ်ယောက်နော်သူ Yakari နော် Yakari Souza ရဲ့လက်ကိုချိုးပလိုက်တာသိလားကြောက်ရအောင်လေအဲ Jiu Jitsu อ่ะအာ အမဲလေဟိုကတက်မှာပေါ့နော်မရဘူးလက်ကကြိုးပါအဲ့အဲ့အပွဲရှုံးတော့လေယောက်ကလေးဟိုက UFC ကထုတ်လဲတော့တာအဲ့မှာမှာလက်ကလက်မောင်းရိုးကြိုးပါအဲ့သူဒီလက်က trap ဖြစ်လာအဲ့မှာပြုတ်ဆိုပြီးတော့ကြောက်ဆရာကြီးဂျူဂျူချာအဲ့မှာဒိုင်ဒိုင်ဝင်တားတဲ့အချိန်မှာအဲ့မှာလက်ကတွေ့လား လက်ကျက်လမ်းလေးပဲအော်ကြည့်ဒီမှာအဆေးုံတော့ဆေးုံတော့ပို့လိုက်ပါတယ်ဒီမှာလက်ကအဲ့လိုအပြောရင်တော့ဆိုလိုတာကတော့ Andre Muniz က Jiu Jitsu သမားပေါ့လေနော်ဒါပေမဲ့သူကလည်းရှုံးလိုက်နိုင်လည်းဖြစ်နေတာမှန်သူ Jiu Jitsu ကကြောက်စရာကောင်းဘာလို့ရှုံးလဲတော့မသိဘူးဒီကောင်ကတော့ဒီသူကအေး အီခရမ်က striking သမားဖြစ်ပေါ်မြ win by the 6 win by knockout 6 win by submission ဆိုတော့တော်နေကညီတယ်ပြောမှာနော်15ပွဲမှာ2ပွဲပဲရှုံးတယ်ဆိုတော့မူနီစ်ကတော့များပြီပေါ့မူနီစ်က24ပွဲမှာ6ပွဲတော့တော့မဆိုးသေးဘူး185ပေါ့နော်ဟို easy တော့တယ်အဲ့တော့ဒီပွဲလေးစောင့်ကြည့်ရမယ်တော့ main card ကမဆိုးပါဘူး prelim ကကောင်းနေရမသိတဲ့ကောင်းနေများနော် မိမပေါ်ရတပွဲနှပွဲတော့ထင်ကြပါတယ်။ဒါပေမဲ့ထိုးမှာ US မှာထိုးမှာတယ်။ T-Mobile ဟုတ်တယ် Kansas City US မှာ။ Okay ဒီပွဲလေးလည်းစောင့်လို့ရတယ်။ဒီခေါင်ပွဲကတော့ကောင်းပါ။ဟိုဒီချိန်နေတာကဟိုကဒီ Carlos Prades ကနိုင်ရင်တော့သူ့ချန်ပီယံလူးကိုတင်ပေးမယ်ထင်တယ်။ဘာဖြစ်လို့ဆိုတော့ knockout တွေပဲဆိုတော့ ကျမ်းပါလေနော်ကျမ်းပါသူတို့ဒီပေါင်180ကဒီတပတ်မဟုတ်ဘူးအော်နဘယ်တော့လဲမသိဘူးကောင်းနဲ့ဗလားနဲ့အင်းဗလားနဲ့ဒဲလာမန်ဒယ်မန်ဒလဲနာနဲ့ဒဲလာမန်ဒလဲနာနဲ့ခြံဒဲလာမန်ဒလဲရလဲလူစားဝင်တော့ဘာဖြစ်လို့ဆိုရှာဖ်ကာကရှာဖ်ကာနဲ့ဗလားနဲ့တဲတာတော့ရှာဖ်ကာကထွက်သွားတော့ တန်ရာတန်ရာရတာလားဈေးကုစရာရှိတယ်ဆိုတာမျိုးထွက်တာအာဒီကောင်လေးကမေမှချမ်းသာဒီကောင်လေးလည်းမေပဲနော်ဆန်ဟေဂန်နဲ့ဖီဂရီဒိုဖီဂရီဒိုကဒီတော့125ပေါင်ပါလားမသိဘူးခြားတာထက်တယ်တော့ဝိတ်ကများများနေတော့135ပေါင်ပါတက်ပြီးတော့ခြားတာဆန်ဟေဂန်ကျတော့ချန်ပီယံတွေပဲလုပ်ဘူးလေဒါမှမရလဲပါ โอเคဒီကောင်တွေနီးမှဆက်ပွားကြတယ်ပေါ့နော်မင်းလည်းပြန် Friday မှာမြန်မာပွဲမရှိဘူးဗျာ1 Championship ကမြန်မာပွဲမရှိတော့မြန်မာမပေါင်းလို့ပြောတယ်ပေါ့နော် and more and and a မြန်မာပွဲမပေါ့ဗျာခြားနိုင်ငံများတွေပဲဒီဘက်က UFC လည်းမရှိပါမရှိဘူးနော်ကဲစင်ပြေတော့ပဲ ညာတော့ညမေးပဲစနေကြရမကြတဲ့အဲ့ဒီဘွဲတုံးနိုင်နိုင်ဘွဲကြည့်ကြအောင်လေကဲဘယ်တော့ပါပဲဗျာအဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးနှစ်တင်ပါကိုယ်ယူကြပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ BNL တွေလည်းကျေးဇူးကြပါစေဗျာเนาะတကယ်လို့ကျွန်တော် channel ကို ဒီ content လေးတွေအဆင်ပြေတယ်ဆိုရင် like share subscribe လေးလုပ်ပေးကြပါဦးကျေးဇူးများတင်ပါတယ်အားလုံးတတ်